ပြီဒါဆိုရင်ဇက်ရှင်နေနဲ့တက်လာပြီဇက်ရှင်ကဘာတက်လာလဲဆိုတော့တချို့ကပြောတယ်အာနာထိန်တဲ့အချိန်မှာအာဆီယံနတ်စကောက်မဖိတ်ဘူးလို့ပြောအာဆီယံကမြန်မာနိုင်ငံကိုမဖိတ်ဘူးလို့ပြောစစ်ရေးတွေဖြစ်နေလို့မြန်မာနိုင်ငံကိုအာဆီယံတက်ခွင့်မပေးဘူးဆိုပြီးတော့တချို့ကမလေ့လာတော့ဂျင်းထဲကြတယ်နော်အဲ့တော့အဲ့ဒီလိုဂျင်းထဲတဲ့သူတွေကအခုမသိသေးတဲ့သူတွေရောတခါတည်းနားထောင်သွားပါ နော်ကျွန်တော်ရက်ထိတ်တိကျကျွန်တော်ပြောပါမယ်နော်တမရိုအစိုးရအာဏာထိန်းပြီးနောက်ပိုင်းမှာအာဆီယံကဖိတ်ပါတယ်ဖိတ်ပါတယ်ပထမအဦးဆုံးစပြီးတော့အာဏာထိန်းတဲ့အချိန်မှာသူကအာဆီယံသူ့ကိုပြဿနာမရှာအောင်လို့သူကဘာလုပ်ရလဲဆိုတော့5 point consensus လက်မှတ်ထိုးရတယ်ဗျကြားဘူးကြလား5 point consensus ဆို ဘုံသဘောတူညီချက်၅ရက်လက်မှတ်ထိုးရတယ်။အချက်ကတော့၅ချက်တည်းဒါပေမဲ့မှတ်ချက်တွေလည်းပါတယ်ဗျ။မှတ်ချက်မှာအဓိကဘာပါလဲဆိုတော့ပြီးပါရောက်ရိုဝင်ဂျာတွေပြန်လဲခေါ်ယူပေးဖို့ဆိုတဲ့မှတ်ချက်တွေလည်းပါတယ်။အဲ့တော့ကာကြုတ်ကအာဆီယံကိုဂျင်းထဲတော့နှစ်ပေါက်တစ်ပေါက်ရအောင်အာရတဲ့ထိုးမယ်ဆိုပြီးတော့အာဆီယံထိပ်သီးအစည်းအဝေးမှာ ်ဒေချာမှတ်သွားတော့ခုနှစ်တက်ကလေးနဲ့တခါလေးပြောမယ်2021ခုနှစ်လေးလပိုင်24ရက်နေ့မှာအာဆီယံထိပ်သီးအစည်းအဝေးကိုကာကြွယ်ကိုယ်တိုင်တက်ရောက်ပြီးတော့အဲ့ဒီ five point consensus ကိုလက်မှတ်ထိုးပါတယ်တက်တော့မှကျွန်တော်နဲ့ငင်းကြတယ်အစိမ့်ချင်းချင်းလည်းငင်းကြတယ်ဟာကာကြွယ်က five point consensus လက်မှတ်သွားမထိုးတော့ပါဘူးဆိုပြီးတော့အငင်းကြတယ်အစိမ့်နေရဆိုရခင်ဗျားတို့မငင်းနဲ့ကျွန်တော်ကစာတေချာဖတ်ထားတာခင်ဗျားတို့မသိမငင်းနဲ့ဆို နောက်ဆုံးတော့သူတို့တွေရှုံးသွားတာပဲနော်အဲ့တော့ five point consensus ကို ASEAN ထိပ်သီးအစည်းအဝေးမှာကာချုပ်ကိုယ်တိုင်သွားပြီးလက်မှတ်ထိုးတာဒီမှာကြည့်နေတဲ့သူတွေအစိမ်းဘက်ကလူတွေတခါတည်းမှတ်ပါနော်တခါတည်းမှတ်ပါ ASEAN ကကာချုပ်ကိုဖိတ်ပါတယ်5အာနာထိန်းပြီးရဲ့အချိန်အာနာထိန်းတာက February လမှာထိန်းတယ်၄လပိုင်းမှာ ခေါ်တယ်24ရက်နေ့မှာ ASEAN ထိပ်သီးအစည်းအဝေးမှာကာချုပ်ကိုယ်တိုင် ဘုံသဘောတူညီချက်9ရက်ကိုလက်မှတ်သွားထိုးခဲ့တာဖြစ်တယ်။ကဲနော်ဒါကပထမတစ်ဆင့်ဟုတ်ပြီအဲ့တော့ဘုံသဘောတူညီချက်9ချက်ထိုးပြီးတော့ကော2020နှစ်တွေ23နှစ်24နှစ်မှာကောမြန်မာနိုင်ငံကိုအာဆီယံကဖိတ်လာလို့မင်းတချို့ကမဖိတ်ဘူးလို့ပြောတယ်မြန်မာနိုင်ငံကိုမဖိတ်ဘူးလို့အာဆီယံကပြောတယ်မြန်မာနိုင်ငံကိုဖိတ်ပါတယ်ဗျခင်ဗျားတို့စာမဖတ်လို့ပါ နော်စာမဖတ်လို့ပါ तू ကဘလို့ဖိတ်လဲဆိုတော့အဲ့ချိန်မှာနတ်ဆကအစိုးရက အာနာထိန်ရတာဆိုတော့ तू ကဖိတ်တဲ့ပုံစံကြည့်နော်မြန်မာကိုစားပြုနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တယောက်ခေါ်တာမြန်မာနိုင်ငံကိုစားပြုတယ်ဒါပေမဲ့နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့သူတယောက်ကိုသူကဖိတ်တာနော်သို့တော့2022တည် 23နေမှာကာကြုတ်ကမလွတ်ဘူးမလွတ်ဘူး तू ကအခုမှအလုတ်ဆလုတ်ဆိုဆိုတော့ तू ကအလဲဟိုကောင်းကောင်းမတိကောင်းကောင်းမ तू ကမလုတ်ရသေး तू ကခံစစ်ပဲရှိသေးတဲ့ခါကျတော့တင်းညောင် तू မထိန်ကျုံနိုင်သေးဘူးဆိုတော့ तू ကမလွတ်ဘူးမြန်မာကိုစားပြုတရားမှတ်ထားပါမြန်မာကိုစားပြုနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုဖိတ်တယ်20နှစ်လဲဖိတ်တယ်23လဲဖိတ်တယ်ကာကြုတ်ကမလွတ်ဘူးအဲ့ဒီလိုနဲ့2024ကြတော့စလွတ်ပြီဗျာ တေချာနားထောင်သွားနော်ခမားတို့ထဲကျုပ်ကတေချာလေ့လာထားတာ2024ဇန်နဝါရီကျတော့စပြီးတော့အာဆီယံလွှတ်တာဘသူကိုလွှတ်လဲနံမယ်တွေပါပြောပြမယ်တေချာမှတ်သွား2024ကျမှမြန်မာနိုင်ငံကိုစားပြုတဲ့ကိုယ်စားလှယ်ကစတက်တာအာဆီယံဒေါ်မာလာတန်းထိုင်တဲ့မှတ်သွားတခါတည်းရေးသွားနော်ဘူးခန့်ကြီးနေမယ်အစတိကျပြောပေးမယ်ဒေါ်မာလာတန်းထိုင် နိုင်ငံသားရေးဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်နော်နိုင်ငံသားရေးဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဒေါ်မာလာတန်းထိုက်ကိုတာချုပ်က2024ကြာမှလွှတ်တာ23နေ22နေမလွှတ်ဘူးအာဆီယံခေါ်တယ်နော်ဘလို့ခေါ်တာလဲမြန်မာနိုင်ငံရောကိုစားပြုရမယ်ဒါပေမဲ့နိုင်ငံရေးတဲ့မပတ်သက်တဲ့သူကိုခေါ်တာတာချုပ်က22လည်းမလွှတ်ဘူး23လည်းမလွှတ်ဘူးဘာဖြစ်လို့သူသူ့အတွက်အခက်အခဲတွေ administration မှာအနောက်ရှက်တွေဖြစ်စီမှာဆိုလို့เนาะအဲ့ဒီလိုနဲ့2024ကြမှာအာဆီယံကမြန်မာနိုင်ငံကိုယ်စားကိုယ်စားလှယ်ကိုခေါ်တယ်2024ကြမှာဒေါ်မာလာတန်းတိုက်ကိုစလွတ်တယ်အဲ့လိုနဲ့2025တွေမှာလည်းအဲ့လိုပဲเนาะစပြီးတော့ကျတို့အာဆီယံကိုယ်စားလှယ်နတ်ဆတ်ကအစိုးရရှိရနေပြီလို့အာဆီယံကိုယ်စားလှယ်မြန်မာနိုင်ငံကိုယ်စားပြုတဲ့အာဆီယံကိုယ်စားလှယ်တက်ပါတယ်เนาะအဲ့တော့တချို့တွေမသိတဲ့မလေ့လာတဲ့သူတွေကြတော့ ဟာအာဆီယံကမြန်မာနိုင်ငံကိုမဖိတ်ဘူးဆိုပြီးတော့ရှောက်ပြောနေတဲ့သူတွေနော်မှတ်သွားပါရင်းမှတ်နေတဲ့သူတွေထပ်ပြောမယ်နော်ဘုဒ္ဓဘောတူညီချက်၅ချက်ကိုကာကျုပ်ကိုယ်တိုင်လက်မှတ်ထိုးတာဖြစ်ပါတယ်အာဆီယံထိပ်သီးစည်းပွဲမှာ2021ခုနှစ်၄လပိုင်း24ရက်နေ့မှာလက်မှတ်ထိုးတာမြန်မာကိုယ်စားလှယ်ကိုလည်းပဲအာဆီယံဖိတ်ပါတယ်သို့တော့နာဆာက22လည်းမလွတ်ဘူး23လည်းမလွတ်ဘူး24ကြားမှာ နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းတဝန်းကိုဒေါ်မာလာအတန်းထိုက်ကိုလွှတ်လိုက်တာရိုးရိုးကြီးဗျာသိလားဗမာအဝတ်စားကြီးနဲ့အစိမ်းဝက်ဆက်ကြီးအပေါ်မှာအကုတ်အကြီးအမဲကြီးဝဲပြီးတော့ကျွန်တော်မျက်လုံးနဲ့အကုတ်ဆက်ကြီးမကောင်မှတ်ထားရိုးရိုးအေးတကယ်ရိုးရိုးအေးနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းတဝန်းဆိုတော့အဓိကကတော့ तू ကဘာမှပြောခွင့်ပြောမှာမဟုတ်ဘူးလေ तू ကအာဆီယံဖိတ်တဲ့ကြောင့် तू နားထောင်ပဲသွားတာ ဒီဘက်ကနာဇာကသူဘာမှလုပ်ပိုင်မပေးလိုက်ဘူးနားထောင်ခဲ့ဒါပဲနတ်အာဆီယံဖိတ်တယ်အဲ့တော့မင်းတို့ပြည်သူတွေမင်းတို့အနီဘက်ကလူတွေမင်းတို့ပြောတော့အာဆီယံမဖိတ်ဘူးဆိုနာဇာကမြန်မာကိုယ်စားလှယ်မဖိတ်ဘူးဆိုဖိတ်တယ်လေဖိတ်တယ်တာကျုပ်ကိုယ်တိုင်တော့အာဆီယံနေပြန်လာပြီ5 5ကွန်ဆက်ဆက်ကိုလက်မှတ်ထိုးလာတယ်ကဲငါတို့အတိအကျပြောတာမင်းတို့ရှီမှာအဲ့လိုအတိအကျပြောနိုင်တဲ့အခြေချင်းပါရှိလေ ဘယ်လိုပဲသွားသွားလေအာဆီယံဖိရင်ဖိရင်သွားတယ်လေဘာဖြစ်လဲမင်းတို့ပြောတော့2021တွေ22တွေ23တွေ20မဖိတ်ဘူးဆိုဖိတ်တယ်လေဖိတ်လို့ဒေါ်မာလာတန်းတဲ့တော့သွားပြီးသွားပြီမင်းတို့အကြောင်းမူလေးလာလို့ပြောတာနော်လေးလာကြရှက်စရာကြီးနော်ရှက်စရာကြီးရှက်စရာကြီးအဲ့တော့5 white consensus ကတော့ဒါမင်းတို့ဂူခဲတဲ့တာရိုက်ရှာလိုက်တော့နော်ဒါမရွတ်ပြတော့အဲ့ဒီလိုနဲ့ကျွန်တော်တို့ကအာဆီယံကငါတို့မြန်မာနိုင်ငံကိုဖိတ်ပါတယ်